ခုလိုမျိုးထိုးရလွယ်ပြီးတော့ချစ်စရာကောင်းတဲ့မဖလာလေးကိုထိုးပြပေးပါမယ်။သုံးထားတဲ့အက်က5 mm ကိုသုံးထားပါတယ်။ခြီက mid cotton 5 ply ကိုသုံးထားပါတယ်။ဒီမဖလာလေးကအခုလိုမျိုးလေးအရှင်လေးပါဖြုတ်လို့ရပါတယ်။ ပြီးလို့ရှိရင်ကိုပြန်တက်ရှင်နေဆိုရင်လည်းဒီမှာရှိတဲ့ဖွံ့မီးကြိုးလေးတွေတစ်ခုချားစီကိုအပေါ်မှာပင့်ပြီးတော့ကင်ထားပါကင်ထားပြီးတော့ဒီဘက်အစလေးကိုဒီထဲမှာတွင်းပြီးတော့ထည့်လိုက်ရင်ရပါတယ်ကိုလိုချင်သလိုအချင်းချင်းလုပ်လို့ရပါတယ်ခုလိုမဖလာလေးကိုထုတ်ပြပေးပါမယ်။ ပရမအူဆုံးဖွင့်ပြီးကြပါမယ်ဖွင့်ပြီးကိုကိုလိုချင်သလောက်အရှိန်ပေါ်မူတည်ပြီးတော့စိတ်ကြိုက်ကြစ်လို့ရပါတယ်အခုကတော့ဖွင့်ပြီးအလုံးပေါင်း100ကြစ်ပါမယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20ကိုလိုချင်သလောက်အရှိအတိုင်း ဖွမီးကိုကျစ်ပြီးသွားပြီဆိုရင်နောက်ထပ်ဖွမီးနှစ်ချက်ကျစ်ပါ1အခုကျစ်ခဲ့တဲ့ဖွမီးနှစ်ပေါက်ကိုကြော်မယ်တတရားမြောက်ဖွမီးထဲမှာတရစ်တင်တိုင်ရှိထိုးပါမယ်အပ်မှာခြီကိုတရစ်ရစ်ပါဖွမီးနှစ်ပေါက်ကိုကြော်တတရားမြောက်ပေါက်ထဲမှာအပ်ထည့်ပါမယ်ပြီးရင်ခြီလေးဆွဲ ရှေ့ရနှစ်ပင်ကိုအရင်ထုတ်လိုက်ပါပြီးရင်နောက်နှစ်ပင်ကိုတစ်ခါထုတ်ပါတပောက်ကိုတစ်ချက်နဲ့တိုင်ရှည်လေးတွေထိုးပါမယ်အပ်မှာခြီကိုတရေရစ်ပါဒုတိယမြောက်နောက်ထပ်ကရက်ဖူမီလေးထဲမှာအပ်ထည့်ပါပြီးရင်ခြီဆွဲရှေ့နှစ်ပင်တစ်ခါထုတ်တယ်နောက်နှစ်ပင်တစ်ခါထုတ်ပါတယ်ပြီးရင် တရစ်ပြန်ရင်မယ်နောက်ကရက်ဖူမိပေါက်နေတဲ့မှာ အထင်ခြီဆွဲရှင်းနှစ်ပင်တစ်ခါထုတ်နောက်နှစ်ပင်တစ်ခါထုတ်တပောက်ကိုတစ်ချက်နဲ့တိုင်ရှည်လေးတွေထိုးနေတာပါအခုလိုမျိုးတိုင်ရှည်လေးတွေထိုးမှာပါကိုလိုချင်သလောက်အရှည်ထိုးလို့ရပါတယ် ဒီလိုမျိုးအပေါက်ဖောက်မဲ့နေရာရောက်တဲ့အထိတိုင်အောင်တိုင်ရှည်လေးတွေထိုးရပါမယ်။အခုတော့တိုင်ရှည်အလုံးမှာဒါလေးက73နိုင်ထိုးထားတာပါ။တိုင်ရှည်73နိုင်ပြီအောင်ထိုးပါမယ်။3နိုင်ပြီးတော့ပါပြီ။တပောက်တစ်ချက်နဲ့တိုင်ရှည်73နိုင်ပြီးသွားပြီဆိုရင်အခုလိုမျိုးအပေါက်ကလေးဖောက်ဖို့အတွက် ဖွံ့မီးလေးတွေจิบပါမယ်ဖွံ့မီးအပေါက်လေးဖောက်ဖို့ရှစ်ချက်จิบပါမယ်ဖွံ့မီးရှစ်ခုจิบမယ်တင်း2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20ဖွမီးရှိခုချစ်ပြီးရင်ဒီအောက်ကဖွမီးရှိခုကိုလည်းကြော်ပါမယ်1 2 3 4 5 6 9 10 ဖွမိရှိခိုးကြော်ပြီးတော့ကိုကူမြောက်ဖွမိထဲမှာတိုင်ရှည်ပြန်ထိုးပါမယ်။ဒီကိုကူမြောက်ဖွမိလေးကိုမှတ်ထားပေးပါ။ပြီးရင်အမှခြေကိုတရေရစ်ပါ။ကိုကူမြောက်ဖွမိနေထဲမှာအထက်ခြေဆွဲရှင်းနှစ်ပင်တစ်ခါထုတ်တယ်။ပြီးတော့နောက်နှစ်ပင်တစ်ခါထုတ်ပါတယ်။အခုလိုမျိုးလေးရသွားပါပြီ။ ကြံတဲ့ပောက်တွေမှာတပောက်တစ်ချက်နဲ့တိုင်ရှည်ပြီးပြအောင်ဆက်ပြီးတော့ထိုးပါမယ်။အမှခြေကိုတရေရင်လိုက်တယ်။နောက်ကရက်ပောက်ထဲမှာအက်ထင်ခြေဆွဲရှင်းနှစ်ပင်တစ်ခါထုတ်တယ်။နောက်နှစ်ပင်တစ်ခါထုတ်ပါတယ်။တပောက်တစ်ချက်နဲ့တိုင်ရှည်ပြီးအဆုံးထိရောက်အောင်ဆက်ထိုးသွားပေးပါ။ တရန်လုံးတန်ရှိတွေပြည့်သွားပြီဆိုရင်နောက်တရန်ထိုးပါမယ်နောက်တရန်ထိုးဖို့အတွက်ဖွံ့မီနှစ်ချက်ကျစ်ပါတင်းနှစ်ပြီးရင်တစ်ဖက်ကိုလှည့်လိုက်ပါတိုင်းရှိတွေထိုးပါမယ်တပေါက်တစ်ချက်နဲ့ထိုးမှာပါဒါပေမဲ့နောက်ကခြီးပင်တပင်လေးတွေကိုပဲအပ်ထည့်ပြီးတော့ထိုးမှာပါ အရင်နှုန်းကအခုလိုပုံစံထည့်ပါတယ်ဒါပေမဲ့အခုတော့ဒီချီပင်တမိန်လေးထဲမှာပဲအပ်ထည့်ပြီးတော့ထုံးပါပါအပ်မှာချီကိုတရေရစ်တယ်ပြီးရင်ချီဒီဘက်တစ်ဖက်လေးထဲမှာပဲထည့်တယ်ချီဆွဲရှင်းနှစ်ပင်တစ်ခါထုံနောက်နှစ်ပင်တစ်ခါထုံ တရင်ရင့်မယ်ဒီဘက်မှာရှိတဲ့ဖွံပြီးတချမ်းလေးထဲမှာပဲထည့်တယ်ပြီးတော့ခြီဆွဲရှင်းနှစ်ပင်တစ်ခါနောက်နှစ်ပင်တစ်ခါထုတ်ပါတယ်တရင်ရင့်မယ်ဖွံပြီးတချမ်းလေးထဲမှာပဲအပ်ထည့်တယ်ခြီဆွဲရှင်းနှစ်ပင်တစ်ခါထုတ်တယ်နောက်နှစ်ပင်တစ်ခါထုတ်ပါတယ်တပောက်တစ်ချက်နဲ့အခုလိုမျိုး ဖမီတစ်ချမ်းလေးထဲမှာပဲထည့်ထည့်ပြီးတော့ထိုးသွားပေးပါဒီနားလက်ထိရောက်တဲ့အထိအောင်ဒီနောက်ဆုံးတိုင်လေးရောက်တဲ့အထိအောင်ထိုးသွားပေးပါဒီနေရာလေးထိရောက်လာပြီဆိုရင်ဖမီ၈ချက်ကျစ်ပါမယ်1 2 3 4 5 6ခွန်8ဖမီးရှိချက်ပြီးပြီဆိုရင် ဒီရှစ်ခုကိုမထိုးဘဲကြော်ပါမယ်ဒီဘက်တိုင်လေးမှာပြန်ထိုးပါမယ်အပ်မှာခြီကိုတရေရစ်ပါဖုန်မီတစ်ချမ်းလေးထဲမှာပဲဒီတိုင်လေးရဲ့ဖုန်မီတစ်ချမ်းလေးထဲမှာပဲအပ်ထည့်ပါပြီးတော့ခြီဆွဲတိုင်ရှည်လေးထိုးပါတယ်အဆုံးထိအောင်တိုင်ရှည်လေးတွေထိုးသွားပေးပါ အဆုံးထိတိုင်ရှည်လေးတွေထိုးပြပြီဆိုရင်နောက်တရန်ထိုးပါမယ်။ဖူမီနှစ်ချက်ကျစ်ပါတင်းနှစ်ပြီးရင်တစ်ဖက်ကိုပြန်လှဲ့မယ်။ခုနကတော့အတန်းတိုင်းပါပဲ။တစ်ဖက်ကိုတစ်ချက်နဲ့တိုင်ရှည်လေးတွေထိုးပါမယ်။တည်ရှင်းလိုက်မယ်။ဖူမီတစ်ချက်လေးထဲမှာပဲအပ်ထည့်ပါရယ်။ခြီဆွဲတိုင်ရှည်လေးထိုးပါရယ်။တည်ရင်ဖူမီတစ်ချက်လေးထဲမှာပဲအပ်ထည့် ခြိဆွဲတိုင်ရှိထိုးဟောဒီနောက်ဆုံးတိုင်ရှိတိရောက်အောင်ဆက်ထိုးပေးပါဒီအပေါင်းနားလေးရှိရောက်အောင်ဆက်ထိုးပါဒီနားလေးဒီအပေါင်းနားလေးဒီရောက်လာပြီဆိုထုံးစံအတိုင်းပဲဖွင့်ပြီးရှစ်ချက်ကျစ်ပါ1 2 3 4 9 6 9 8ပြီးရင်ဒီဖွင့်မီးတွေကိုကြော်ပါ ကြော်ပြီးတော့ဒီဖူမီပေါ့ဒီတိုင်ရှည်လေးရဲ့ဖူမီတစ်ချမ်းလေးပေါ်မှာတိုင်ရှည်လေးထိုးပါမယ်။တီးရစ်ထားတယ်။တိုင်ရှည်လေးပေါ်မှာအက်ကလေးထက်ချီဆွဲရှင်းနှစ်ပင်တစ်ခါနောက်နှစ်ပင်တစ်ခါထုတ်ပါတယ်။တီးရစ်ဖူမီတစ်ချမ်းလေးထဲမှာထက်တိုင်ရှည်ထိုးပြီးရင်တပောက်တစ်ချမ်းနဲ့ အဆုံးထိရအောင် ထိုးပါတယ်ထိုးပြီးရင်ဖမိနှစ်ချက်ချင်းတစ်ဖက်ကိုပြန်လှဲဒီတိုင်းပဲဆက်ထိုးသွားပါမယ်ထိုးသွားပြီလို့ဒီအပေါင်းနှားရောက်ပြီဆိုရင်ဖမိရှိချက်ချင်းပဲဒီဘောက်တစ်ချက်နဲ့ပြန်ထိုးမယ်ကိုလိုချင်တဲ့လောက်အပြားလေးရအောင်ထိုးပါမယ်ကိုယ်လိုချင်သလောက်အနေထားကိုရောက်ပြီဆိုရင် ခြည်စားဖြတ်ပါမယ်။ဖုံးပြီးတစ်ချက်ကျစ်ပါ။ပြီးရင်ခြည်စားလေးဖြတ်လိုက်ပါ။ဒီမှာရှိနေတဲ့ခြည်စားလေးတွေကိုသိမ်းပါမယ်။အစာသိမ်းတဲ့အက်ကလေးထဲမှာထည့်ပါ။ပြီးရင်ဒီထဲမှာလိုက်ပြီးတော့ထိုးထည့်ပါမယ်။ တရင်နှစ်ရင်းလောက်ရှင်းလိုက်ပါပြီးရင်ခြေစာလေးဖြတ်လို့ရပါပြီအခုလို့ပန်းလေးကိုထုတ်ပြပေးပါမယ်အဆိုင်က3.5 mm ကိုတုံးထားပါတယ် မအူဆုံးဂွင်းရှင်လုပ်ပါမယ်။လက်နှချောင်းပေါ်မှာခြိလေးကိုအခုလိုလေးတင်လိုက်ပါ။ပြီးရင်တပတ်ပတ်လိုက်ပါ။အက်ကိုဒီရှေ့ကနေထည့်မယ်။အနောက်ကခြိလေးကိုဆွဲယူပါ။ဒီနောက်ရောက်ပြီဆိုရင်အက်ကလေးကိုအပေါ်ကိုမော့လိုက်ပါ။ပြီးရင်လက်နှချောင်းကိုထုတ်ပါမယ်။ဒီညာလေးမှာလက်ကလေးနဲ့ထိန်းထားပေးပါ။ ရမဥဆုံးဖွမီ၃ချက်ချက်ပါတင်းနင်းတော်ဒီခွင်းရှင်နေထဲမှာတည်ရင်မဲ့အပ်တဲ့ခြေကိုရှိရှိလေးဆွဲပါပြီးရင်ရှေ့နှစ်ပင်ကိုတစ်ခါထုတ်လိုက်ပါ အခုလိုမျိုး၅ခါလုပ်ပါမယ်တည်ရင်မဲ့အပ်တဲ့ခြေကိုရှိရှိလေးဆွဲမယ်

တင်းနေတော့ကွင်းရှင်လေးထဲမှာရှက်ကော်နဲ့ဆက်မယ်အတ်ထဲခြီဆွဲရှေ့ရခြီပင်လေးကို အနောက်ကိုဆွဲထုတ်ပါ အခုလိုမျိုးလေး၅ခုကျစ်ပါပါဖွမီ၃ချက်ပြန်ကျစ်မယ်တင်းနေတော့တင်းရင်မယ်ကွင်းထဲမှာအတ်ထဲခြီရှိရှိလေးဆွဲရှေ့နှစ်ပင်ကိုတစ်ခါထုတ် ငါးကပြည့်အောင်လုပ်မယ်တရင်ရင်ခြီဆွဲရှင်းနှပင်ထုတ်နှစ်ခါသုံးခါလေးခါငါးခါပြီးရင်ဒီခြီ6ပင်ကိုတစ်ခါတည်းဆွဲထုတ်ပါဖွမီး3ချက်ကျင့်မယ်1 2 3ဒီထဲမှာ ရှက်ကော်လေးနဲ့ပြန်ဆက်ပါမယ်။ရှေ့အချီရင်လေးကို အနောက်ကိုဆွဲထုတ်ပါ။အခုလိုမျိုးလေး၅ခုရအောင်ထုတ်ပေးပါ။ဒီလိုမျိုးလေး၅ခုပြည့်သွားပြီဆိုရင်ဖူမိတစ်ချက်ကျစ်ပါ။ခြေစာလေးကို ဖြတ်လိုက်ပါ။ပြီးရင်ဒီခွင်းရှင်နေရာကျိုးလေးကိုဆွဲပါမယ်။ ဒါဆိုရင်ပန်းလေးရပါပြီ။ဟောဒီပန်းလေးကိုဒီမှာချုပ်လိုက်လို့ရပါတယ်။ဒီဟာလေးတွေကိုတစ်ခုကြားကင်ထားပါ။ပြီးတော့ဒီကောင်လေးကိုဒီထဲမှာထည့်ပြီးတော့အခုလိုပုံစံမျိုးလေး လုပ်လို့ရပါတယ်ပန်းလေးကိုဒီမှာကပ်ပေးပါတကယ်လို့ဒီလိုပန်းလေးထိုးခြင်းနဲ့ဆိုရင်ကွန်မန့်မှာလင့်လေးပေးထားပါမယ်